ပရိသတ်တို့ရှင်ဆိုလာစနစ်ရဲ့အဝေးဆုံးအကွာအဝေးနေရာမှာဆွံ့တော့အရာမရှိခဲ့သူကြီးတွေဖြစ်တဲ့ Uranus နဲ့ Neptune တို့တရှိပါတယ်။သူတို့ရဲ့တင်ငိမ့်နဲ့အပြောင်လေးတို့ကြီးမားလာတဲ့အင်အားကြီးမုန်တိုင်းတွေနဲ့တိမ်တိမ်မွေ့မွေ့ဆက်ဝိုင်းပုံလဲနေတဲ့လက်ဆွတ်တရံတွေပြီးတော့ရေခဲနေတဲ့မျက်နှာပြင်နဲ့လတွေကမဖြေရှင်းနိုင်တဲ့လှုပ်ဝက်ဆန်းကျင်မှုတွေပဲဖြစ်ပါတယ်။ NASA ရဲ့ Voyager 2ကသာ 1980ရုံးကဒီဂျွန်နှစ်ခုကိုတယောက်လည်းပတ်ခဲ့တယ်။တခုရဲသောအာကာသယင်ဖြစ်ပြီးတော့အဲ့လည်းပတ်မှုကတကယ်ကိုတူတောင်းခဲ့ပါဗျ။ဒါပေမဲ့အခုဆိုရင်တော့သိပ္ပံပညာရှင်တွေကဒီဂျွန်ရင်းနဲ့ပတ်သက်တဲ့တကယ်ကိုအံ့ဩစရာကိစ္စတွေကိုလေ့လာနေကြပြီးမိတ်ဆွေတို့ယုံကြည်နိုင်လောက်တဲ့ကိစ္စမဟုတ်တဲ့ကိစ္စရပ်တွေကဒီဂျွန်ပေါ်မှာဖြစ်ပျက်နေပါဗျ။ကျမတို့ solar system ထဲမှာအရာမဓာတ်ငွေ့လုံကြီးလေးလုံးရှိပါတယ်။ဒါပေမဲ့ Jupiter နဲ့ Saturn တို့နဲ့မတူညီဘဲနဲ့ Uranus နဲ့ Neptune တို့က ရှေးပေါ်ကျတဲ့ခြေရည်လည်းဖြစ်ပါတယ်။ရှေးအများစုကသမုတ်တရားရှေးခဲတွေ့ရဖြစ်ပေါ်နေပြီးတော့အခုဆွေတော်လိလမှုတွေအရာသူတို့ရဲ့ရှေးခဲပြင်လာတဲ့အောက်မှာသမုတ်တရားတွေရှင်းနိုင်တယ်လို့ရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့ဒါကအကုန်မဟုတ်သေးပါဘူး။ရှာဖွေသူတွေပြောတာကတော့အဲ့ဒီသမုတ်တရားတွေမှာမက်ဂနီဆီယမ်ဒရပ်ပေါင်းတွေကျွေးဝတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီသမုတ်တရားတွေကတခြားအရာတွေကိုသာပြုလုပ်ပေးတဲ့တစုံတစ်ခုများဖြစ်နေမလား။မကြခင်မှာကျမတို့သိလာကြတော့မှလည်းဖြစ်ပါတယ်။ UNS က Neptune တို့ကတန်ခွေချိုတွေအဖြစ်နဲ့ကျမတို့ကသတ်မှတ်ထားခဲ့ရင်တော့မှသူတို့ကိုတော့ရှေခဲချိုတွေလို့ခေါ်ကြပါတယ်။ဘာလို့ဆိုသူတို့ကြောက်သားလွှာနဲ့ရှေခဲလွှာတွေကသူတို့မှာရှိတဲ့တန်ခွေပမာဏချက်ကိုပုံများနေလို့ပါပဲ။ဒါပေမဲ့မကြသေးခင်ကပဲထူးဆန်းတဲ့အရာတွေကိုရှာဖွေတွေ့ရှိခဲ့ကြပြီးတော့ရှာဖွေလေ့လာသူတွေကအဲ့ဒီချိုနှစ်ခုပေါ်မှာဘာတွေဖြစ်နေတယ်လဲဆိုတာကိုဖော်ထုတ်သိရှိနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါရိုက်တင်မဟုတ်သေးပဲနဲ့နက်ကျွန်းနဲ့ရွှေနက်တို့ရဲ့မျက်နှာပြင်လို့ခေါ်နေတဲ့ကုန်းမြေတွေပေါ်ကိုလည်းခြေချဖို့ကြိုးစားကြည့်ရင်ဖြစ်နိုင်ချေရှိတဲ့အောင်းဆရာကောင်းတဲ့အရာတချို့လည်းရှိပါတယ်။အဲ့ဒီသူတွေပေါ်မှာတကယ်ကိုစိတ်မိုးတွေရွာသွန်းလေးရှိတဲ့ဆရာကိုမိတ်ဆွေတို့အနေနဲ့ကြားဘူးကောင်းကြားဘူးနိုင်ပါတယ်။အခုဆိုရင်တော့တချို့လေးလာရှာဖွေတဲ့သူတွေကရွေးနက်နဲ့နက်ကျွန်းနှစ်ခုလုံးမှာရှိတဲ့စိန်အေးရှိတဲ့သမုတ်တရားတွေရှင်းနိုင်မယ်လိမ့်မယ်လို့ရှုံ့ကြည့်ကြပါရစေ။ဒီကိစ္စကတကယ်ကိုထူးဆန်းပါတယ်။ ထပ်မဲ့ဘလို့များဖြစ်နိုင်ခြေရရှိနေရပါလဲစိတ်ထဲမှာသိထားမှာကတော့လွန်ခဲ့တဲ့မိနစ်ပိုင်းကပဲကျမတို့ကအဲ့ဒီဂျူရီစီကိုတွားနေကြပါပဲ ပထမဆုံးအနေနဲ့ဒီဇိုတလုံးချင်းစီကိုအရင်ဆုံးကြည့်ကြည့်လိုက်ရအောင်။ကျမတို့မိတ်ဆွေတို့ကအခုလက်ရှိအချိန်ထိကိုရှာဖွေတွေ့ရှိထားတဲ့မယုံကြည်နိုင်စရာကောင်းလောက်တဲ့အရာတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ Uranus ကတကယ်ကိုဝမ်းနည်းစရာကောင်းပြီးတော့အထူးကြံနေတဲ့ဇူတလုံးဖြစ်တဲ့ Shrago ကိုအတိမတ်ပြုကြမှာဖြစ်ပါတယ်။ဆိုရတဲ့လှောင်ပြောင်စရာလုပ်ရက်တွေဒီတစ်ခုလည်းပါဝင်ဖြစ်ပါတယ်။ဒါပေမဲ့လည်းအမှန်ကတော့သူ့ရဲ့နာမည်ကကောင်းငင်ဘောက Green နဲ့ဖျားတွေကိုကုစားပြပါတယ်။ အဲ့ဒီအေးခဲနေတဲ့ကမ္ဘာကို1982ခုနှစ်မှာဝီလီယံဟာဆယ်ကတယ်လီစကုပ်ကိုသုံးပြီးတော့ပထမဆုံးရှောက်ဝေးတရှိခဲ့တဲ့ကြိုဖြစ်ပါတယ်။သူကနေကနေဘီလီယံတန်တသမ8မိုင်ဒါမှမဟုတ်တသမ9ဘီလီယံကီလိုမီတာကွာဝေးပါတယ်။ Voyager 2ရင်ကသူ့ရဲ့8000ကီလိုမီတာအချိန်ကိုနှိကက်ခဲ့ပြီးတော့လက်တဆုပ်စာတက်ပေါ်အနည်းငယ်ကိုပဲရှိုက်ကူးနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပုံတွေကပဲအာကာသပညာရှင်တွေကို Solar System အစောပိုင်းကာလတွေတုန်းက Uranus ပေါ် ကြီးမားတဲ့တစ်ခုခုထိမှန်ကြတာဖြစ်မယ်လို့ရှုံးကြည့်စေခဲ့ပါဗျ။ဒါကလည်းတစ်ခါတော့မဟုတ်ဘဲနဲ့နှစ်ခါတည်းတည်းပါဒီလိုမျိုးကြီးမားတဲ့ဇုံတစ်ခုထိမှန်မှုအကျိုးကြောင့်သူရဲ့ဝင်ရိုးပတ်လည်တွေကိုလည်းတင်ဆောင်စေခဲ့ပါဗျ။ဆလူရာကတော့နေကိုပတ်နေတဲ့သူ့ရဲ့ပလန်ကပေါ်လုံးလည်နေသလိုဖြစ်ပြီးစကားမဆက်အဲ့ဒါကတပတ်ပြည့်ဖို့ဆိုရင်တော့ကမာမကြီးကနှစ်84နှစ်ကြာချိန်ရွာရလည်းဖြစ်ပါတယ် ် UNS မှာလ28ခုရှိပြီးတော့သူတို့ကသူ့ရဲ့ဘေးဘက်မှာကြီးမားတဲ့အဆူဝေးကြီးကိုဖြစ်ပေါ်နေရလဲဖြစ်ပါတယ်။သူ့ရဲ့မြောင်းတဲ့တောင်တန်လိုက်ဆွဲငင်မှုကလည်းသူ့ရဲ့မြောင်းတဲ့တောင်ဝေယိုးစုံလမ်းကြောင်းနဲ့မတူညီနေပါဘူး။အဲဒါကြောင့်ပဲတကယ်ကိုထူးဆန်းတဲ့ရာသီဥတုတို့ချို့ရှိနေပါတယ်။ ကျူတလုံးရဲ့တောင်ဘက်ဝင်ရိုးကနေကိုညွန်ပြနေရလို့တွေးကြည့်လိုက်ပါ။မြောက်ဘက်ဝင်ရိုးမှာကတော့လုံးဝညအမှောင်ကြီးပဲ22နှစ်ကျောင်းဖြစ်ပေါ်နေပါလိမ့်မယ်။2017ခုနှစ်မှာကတော့ Delhi Scope တွေကဂျူပေါ်မှာထူးဆန်းတဲ့အရာတွေဖြစ်နေကြောင်းပြသခဲ့ပါဗျ။ဂျူရဲ့အပြာရောင်တိမ်တွေထဲမှာကြီးမားတဲ့အဖြစ်အပျက်စက်ကြီးတစ်ခုပေါ်လာခဲ့ပါဗျ။အာကာသပညာရှင်တွေကတော့အရာကကြီးမားတဲ့မိသိမ်းမောင်နှံဖြစ်တယ်လို့ပြောကြပါဗျ။အချက်လက်တရားကတော့ဒီမုန်တိုင်းတစ်ချို့ကို Hubble Telescope ကနေဖမ်းယူရိုက်ကူးသိရှိခဲ့တာဖြစ်ပါတယ်။ ကြီးမားတဲ့မုန်တိုင်းတွေကအမေရိကန်ဒဂရီလုံးရဲ့အရွယ်အစားတဝက်ကျော်လောက်ကိုရှိပါတယ်။အမိုနီယာနဲ့မီသိန်းတင်လိုက်တွေကပြင်းပြအပူချိန်ကတော့ -192.8 Celsius ရှိပါတယ်။အဲဒီဇူရီဘော်ကလေတိုက်နှုန်းကလည်းတနအီကို144 km နှုန်းနဲ့တက်ခိုက်နေပါတယ်။စေတံက Solar System တွေကတခုရဲသောလက်စွပ်စုပုံစံတော့မဟုတ်ပါဘူးနော်။ Uranus မှာလည်းသူရဲ့ Equator ပေါ်မှာ ပလန်းပတ်နေတဲ့လက်စွပ်နှစ်ခုရှိပါတယ်။ဒါပေမဲ့လည်းသူရဲ့ရေခဲအမွှားနက်ကျွန်းကတော့နေကနေပိုဝေးกว่าနေပြီးတော့ဘီလီယံ၄သမ5သန်းလောက်ကိုဝေးกว่าနေပါတယ်။ပြီးတော့သူကနေကိုပတ်ဖို့ကြာချိန်က165နှစ်ရှိပါတယ်။ Voyager 2ကနက်ကျွန်းဂျိုစီကိုအနည်းဆုံးအကွာအဝေးအဖြစ်နဲ့ကီလိုမီတာ4128တိကိုရောက်ရှိခဲ့ပါတယ်။နက်ကျွန်းကရေခဲနဲ့ကြောက်တုံးအများပြားနဲ့ဖွဲ့စည်းထားတဲ့ဂျိုဖြစ်ပြီးတော့ ကဘာချက်တတမနှစ်စာလောက်ပူကြည့်တဲ့ရေခဲကြောက်သားလားကြီးရှင်နေပါတယ်။ကဘာကျွတဲ့ချက်ဆဲစကြီးမပါတယ်။တူလေတူရဲ့လေးပုံသုံးပုံကိုဟိုက်ဒရိုဂျင်နဲ့ပြုလုပ်ထားပြီးတော့လေးပုံတစ်ပုံကိုတော့ကြိမ်တွင်နဲ့ပြုလုပ်ထားတဲ့မိသိန်းပမာဏအနည်းငယ်ပါဝင်တဲ့ဟီလီယမ်နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။သူကအပြောင်အသန်းနေရအောင်ရှိပြီးတော့သူ့ရဲ့လေးတို့ကမိသိန်းကအလင်းနဲ့အနည်းရောက်လှိုင်းတွေကိုစုပ်ယူပါတယ်။ အယာမတန်တယ်နေဂျူပီတာလိုပဲနက်ကျွန်းမှာကြီးမားနက်မောင်နဲ့ဗော်ဒက်ရှိနေပြီးတော့ကမ္ဘာထက်ကိုကြီးပြီးကီလိုမီတာ11000လောက်ကိုဖြတ်တန်းနိုင်တဲ့ကြီးမားတဲ့အနက်ရောင်လို့ခေါ်တဲ့ Antiglyconic မုန်တိုင်းကြီးရှိပါတယ်။သူကနက်ကျွန်းပေါ်မှာတနအီကိုကီလိုမီတာ1100နဲ့ဖြတ်တန်းနေပြီးတော့အဲ့ဒါကအကုန်မဟုတ်သေးပါဘူး။အချက်လက်တရားကတော့နက်ကျွန်းပေါ်က Solar System ထဲမှာများပြားလက်လျှင်မြလာတဲ့လေတွေတက်ခတ်နေပြီးတနအီကို2000ကီလိုမီတာနှုန်းနဲ့တက်ခတ်နေပါတယ်။ အားလည်းရဲ့အပန်းဖြေလို့ရတဲ့နေရာမျိုးတော့မဟုတ်ပါဘူးနော်။ဒီပြင်းထန်တဲ့အလှင်နဲ့လေတွေက နေစည်းကားလာတာမဟုတ်ဘဲနဲ့သူကကျိုးအလွာနေဆက်ရာကနေဖြစ်ပေါ်လာတာပါ။အချက်လက်တရားကတော့ Neptune ပေါ်မှာနေစည်းကားနေဆွမ်းရရှိခဲ့တာကြောင့်ဆွမ်းရများပြားလာတဲ့ radiation တွေနဲ့အပူရင်းမြစ်တချို့လည်းရှင်နေရလို့သိရပါဗျ။သူကရွေးနဲ့ထက်ဆိုင်တော့နေကနေပိုဝေးကွာနေပြီးတော့ Neptune ကအပူကျွမ်းလာရှင်နေရမလို့လေထုကိုနှွေးတော့အောင်လုပ်ပေးနိုင်တာကိုကျေးဇူးတင်ရမှာပါပဲ။ အခုဆွေတော့ဒီဂျိုနှစ်ခုစလုံးကမတည်ငြိမ်ပဲနဲ့ပြင်းထန်တဲ့တလိုက်စက်ကွင်းတယောက်မှုတွေကြောင့်ဂျိုတစ်ခုချင်းစီရဲ့ဝင်ရိုးတွေကိုတယောက်နေပြီးတော့ဂျိုတစ်ခုချင်းစီရဲ့ပြင်ပပုံစံကိုလည်းပြောင်းလဲမှုဖြစ်ပေါ်စေပါတယ်။အခုချိန်ကတော့အချိန်ကြာကြီးရှိနေတဲ့လှုပ်ဝက်ဆန်းကျင်မှုတွေအကြောင်းပဲဖြစ်ပါတယ်။ဘာကြောင့်အဲ့ဒီတလိုက်စက်ကွင်းတွေကထူးထူးဆန်းဆန်းဖြစ်နေရလဲဆိုတာဘယ်သူမှမသိပါဘူး။ Neptune ဂျူဘော်ကတလိုက်စက်ကွင်းတွေက ကမ္ဘာပေါ်ကချက်28ဆပိုပြီးတော့အားကြီးပါတယ်။ UNS ကကမ္ဘာရဲ့သုံးပုံတစ်ပုံလောက်ပဲတလိုက် ဆွာအားရှိချိန်မှာပေါ့။ဒါဆိုတလိုက်ဆွာအားထူးခြားမှုဖြစ်စေမှုကိုသိပ္ပံပညာရှင်တွေတွေ့တော့ကြတာကိုမိနစ်ပိုင်းအတွင်းရှင်းပြသွားပါမယ်။အဲ့ဒီဂျိုနှစ်ခုလုံးကတကယ်ကိုအင်းနေရှင်တော်မှတလိုက်ဆက်ကွင်းကတော့ပြင်းထန်ပါတယ်။ဂျိုမျက်နှာပြင်အောက်ဖက်မှာကီလိုမီတာတစ်ထောင်လောက်အလွန်ကျွံဖြစ်စေတဲ့အပူနဲ့ဖျားရီရှိနေပါတယ်။မတူညီတဲ့ပုံမြင်တစ်ခုကိုပြပြပေးပါမယ်။ ဒီဇွန်ခုလုံးရဲ့လေထုမှာဟိုက်ဒရိုဂျင်အထိကနဲ့မီသိန်းပမာဏနဲ့ပါတဲ့ဟီလီယံနေပါဝင်နေပါတယ်။လေထုရဲ့မျက်နှာပြင် အောက်အလွှာကတော့တကယ်ကိုပူပြီးတော့ရှည်လို့ရှည်ခဲနေတဲ့ပစ္စည်းတွေရှိပြီးဂျိုးလွာကိုအမိုနီယာနဲ့ပတ်ပတ်လဲဝင်ရထားပါတယ်။အဲဒါကြောင့်ဒီဇွန်ခုကိုသိပ္ပံပညာရှင်တွေကလေ့လာနေကြပြီးတော့ဂျိုးတစ်ခုချင်းစီရဲ့မျက်နှာပြင်ပေါ်ကိုစိတ်မိုးရွာသွန်းတဲ့ဖြစ်စဉ်ကိုလေ့လာနေပါတယ်။ဒါကတကယ်တော့ဖြစ်နိုင်ပါတယ်။ဘာလို့ဆိုဒီအရာမှာ ရှည်ရီကနေအတွင်းမိုင်းကိုတကယ်နှဆန်းပြီးအရှိတထုဟိုက်ဒရိုဂျင်အဖြစ်နဲ့မပြောင်းခင်အချိန်အပူနဲ့ဖျားရည်တိဆောက်ထားလို့ပဲဖြစ်ပါတယ်။လေလူတွေကမိသိန်းတွေပြုတ်ကွဲလာတာကဟိုက်ဒရိုဂျင်အတန်၄ခုပါတဲ့ဘွန်ကြောင့်ဖြစ်ပြီးတော့စိန်ဖြစ်ပေါ်လာဖို့ပြင်းထန်တဲ့ဖျားအောက်မှာကာဗွန်အတန်ကိုချန်းနှားစေခဲ့ပါတယ်။သူရဲ့အလွှာမှာကတော့ Neptune ကအပူချိန်9293 Kelvin ကိုရောက်ရှိပြီးတော့နင်းနေနှားရှင်လိုတာမှရှာနိုင်ပါတယ် ရွေးနဲ့ဆလွာမှာအပူချိန်က900ဒီဂရီဖောင်ဟိုက်ထိကိုရောက်နိုင်ပါတယ်။ဒါကြောင့်ဂျုံမျက်နှာပြင်လေးပေါ်မှာစိတ်မိုးရွာတာဖြစ်ပါတယ်။ဒါရင်မဟုတ်သေးပဲနဲ့အဲ့ဒီရေခဲဂျုံနှစ်ခုမျက်နှာပြင်အောက်မှာစိတ်အေးရှိတဲ့သမုတ်တရားတွေရှင်းနိုင်ခြင်းလည်းရှိပါသေးတယ်။ရှာပွေမှုကစိတ်ကိုအရေးဖြော်နိုင်တဲ့အပူချိန်အမှတ်ထိကိုရှိနေခဲ့ပါတယ်။စိတ်တွေအရေးပြောသွားတဲ့အချိန်မှာတော့ခဲနေတဲ့ရှည်လိုပြုတ်မှုပြီးအရှိပြောသွားရင်တော့အရှိရေပေါ်မှာအခဲပုံစံနဲ့ညှောလင့်နေမှာဖြစ်ပါတယ်။ ခြေပုံရရကတော့စိတ်ကအရှိဖြော်ဖို့တိတ်ကိုခက်ခဲလွန်းတဲ့ပစ္စည်းဖြစ်ပါတယ်။စိတ်ကိုအရှိဖြော်စေတဲ့အမှတ်တိုင်းတရားရကတကယ်ကိုခက်ခဲလာပါတယ်။ဘာလို့ဆိုသူကအလွန်ကိုပူပြဲတဲ့အပူမှာအပူပေးမိရင် graphite ဖြစ်တဲ့ပြောင်းလဲနိုင်ပါတယ်။ဒါမှမဟုတ်လေစိတ်တွေကတော့အရှိဖြစ်သွားကြတာပါ။ graphite မဟုတ်ပဲနဲ့ပေါ့နော်။ဒါကြောင့်သိပ္ပံပညာရှင်တွေကစိတ်တွေကိုအရှိပြောတဲ့အထိဖြစ်စေတဲ့ပူပြင်းလာတဲ့အပူချိန်တွေကိုလေ့လာနေကြပါတယ်။စိတ်တွေကအရှိဖြစ်နေချိန်မှာကမ္ဘာပင်လယ်မှာတွေ့ရတဲ့ဖိအားချက်ကိုအစ40မီလီယံပိုများပါတယ်။ ဖီးယားကကဘာကနေပင်လယ်ချက်17မီလီယံကျော်အထိကိုနှိမ့်လာရင်စိတ်နေစတင်ထွက်ပေါ်လာပါပြီ။သိပ္ပံပညာရှင်တွေမမျှော်လင့်ထားကြတဲ့ DR တွေကတကယ်ဖြစ်ပျက်နေပါတယ်။စိတ်နှုံးတွေကရေမှာမြုပ်မသွားဘဲနဲ့စိတ်မျက်နှာပြင်ထက်မှရေခဲတုံးတွေလိုမျိုးဖောလောပေါ်နေတာပါ။သူတို့မှာမြန်မာတဲ့ပူချိန်ရှိပြီးတော့အဲ့ဒီပူချိန်ကိုရွှေနက်စရောနက်ကျွန်းမှာပါတွင်နိုင်ပါတယ်။ဂျိုးနှစ်ခုလုံးကကာဗွန်တစ်ဆရာခန်းလုံးနဲ့ဖွဲ့စည်းထားပါတယ်။ဒါကြောင့်စရင်မျက်နှာပြင်က တန်လိုက်ဆက်ကွင်းကိုဆွဲငင်နိုင်ပြီးတော့ဂျိုးပက်လေမှုကိုလည်းတက်ရောက်နိုင်ပါတယ်။ဒါကတော့ထူးဆန်းတဲ့တန်လိုက်ဆက်ကွင်းရဲ့ဖြစ်ပေါ်မှုရှင်းပြချက်ပဲဖြစ်ပါတယ်။ ဒါဆိုဂျွန်းနှစ်ခုလုံးမှာစိတ်မိုးရွာတာကဖြစ်နိုင်ပြီးတော့စိတ်ရင်းမျက်နှာပြင်တွေကရှိကြမှာလား။အဲဒီကိုအာကာသယာဉ်တွေပို့လို့ပြီးတော့ရှာဖွေကြည့်နိုင်ပါတယ်။အခုဆိုတော့သိပ္ပံပညာရှင်တွေကဒီဂျွန်းနှစ်ခုကိုအာကာသရှင်တွေကိုပို့ပြီးတော့လေ့လာနိုင်ဖို့ကြိုးစားနေပါတယ်။ဒီဂျွန်းတွေကမကြခင်မှာကမ္ဘာနဲ့အနီးဆက်ဆုံးဖြစ်လာပါလိမ့်မယ်။ဂျူပီတာမြေဆွေးငရာကိုခန္ဓာရှိဖို့2030လောက်မှာအာကာသရှင်ကိုပေးလို့ပေးနိုင်မယ်လို့ပြောထားပါတယ်။2040လောက်မှာကတော့ ဒီလီရေခဲကြိုရင်းစီကိုခီးသွားနိုင်မယ်လို့ဆွထားပါဗျ။2021ဧပြီလမှာတော့ UNS က X-ray ကို Candra X-ray အဖြစ်နဲ့ရှာဖွေတွေ့ရှိခဲ့ပါဗျ။အရာအသွေးစုံနဲ့ရေခဲကြိုရဲ့အမျိုးအစားအမည်မသိအရာတွေဖြစ်ပေါ်နေပါဗျ။ဆိုလိုတာကတော့ဒီ X-ray တွေက Solar System ကကြိုတိုင်းကိုဖျက်ဆီးပစ်နိုင်ပါဗျ။ဒီအခြေအနေကိုမိတ်ဆွေတို့ကအံ့ဩနေမှာပါ။ ဒီဇူတလုံးက X-ray တိုင်းကိုထုတ်နိုင်တဲ့သုံးမျိုးရှိပါတယ်။ fluorescent နဲ့ solar X-ray ဆက်ယူခြင်းနဲ့ပြီးတော့ aurorus ကလည်း emission လို့ဖြစ်ပါတယ်။ uranus ကနေရဲ့ X-ray တွေကိုပြန်ထုတ်လွှင့်ပြီးတော့ X-ray တွေကစွန့်ရင် electron တွေကိုဖွဲ့စည်းပါတယ်။ကြာကကဘာပေါ်ကလှပတဲ့ရှောင်းကြီးဖြစ်ပေါ်မှုနဲ့လဲဆင်တူပါရယ်အနာဂတ်မှာတော့ဒီဇွန်နှစ်ခုအကြောင်းကိုပို့ပြီးတော့သိလာဖို့မျှော်လင့်ရပါရယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့အတွက်တက်ဆက်မှုလေးကတော့ဒီလောက်ပါပဲနောက်ဆက်အပ်ပြီးကြတဲ့အတွက်လည်းကျေးဇူးတူပဲတရှိပါရယ် ာပြည့်စုံသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။